အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆ iam မချူရေးသားထားတဲ့ကျမချစ်တော်မျိုးတစ်မျိုးစွဲစာအုပ်ကလေးကိုကျမမင်းနိုင်ခါကဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်မြို့ရော်နဲ့လူဦးရေလွန်ခဲ့တဲ့နှစ်လလောက်ကညစီမှာဈေးဝဈေးသွားဝယ်တော့ညစ်ဝယ်တဲ့အချိန်မှာညစ်ရောင်းတဲ့ဈေးတဲ့အမျိုးသားကအန်တီကိုနှုတ်ဆက်တယ်ဟောဆ iam မပါလားတဲ့အန်တီနည်းနည်းအံ့ဩသွားတယ် သူ့ကိုမြင်ဘူးပါတယ်လို့တော့ထင်သားနောက်တော့ကျိန်နဲ့တလူလိုခန်းစားလိုက်ရတယ်စာရေးဆရာမအဖြစ်သိပြီးနှောက်ဆက်လိုက်တဲ့ထင်သားကိုနောက်မှ ရေနံချောင်းတို့ကကိုလူနာဟောင်းဖြစ်နေရကိုမှတ်မိသွားတယ်ရန်ကုန်ကိုပြောင်းလာကြတာဆိုပဲကြည့်မြင်နိုင်တယ်မှာနေတဲ့နေရထိုင်ရတာအဆင်ပြေရဲ့လားလို့မေးတော့ဒီလိုပဲရုန်းကန်နေရတာပေါ့ဆရာမရဲ့တဲ့ရေနံချောင်းကအတီတွေကိုလူနာဟောင်းတွေကို ရန်ကုန်မှာမန္တလေးမှာခဏခဏတွေ့နေရကြပြီတွေ့တိုင်းလေရေနံเจ้าကိုဆွန့်ခွာလာကြသူတွေကြီးစေရန်တို့ကအင်မတန်ခင်းတဲ့တငယ်ချင်းတရာတန်လျင်ဘက်မှာကုန်းရဆိုင်ဖွင့်ထားတယ်တလောကတန်လျင်ကအပြံမှာသူ့ဆိုင်ဝင်နှုတ်ဆက်တော့အန်တီအတွက်ဟင်းတီဟင်းရွက်တို့စီယာတွေအများကြီးလက်ဆောင်ပေးလိုက်သေးတယ်သူဆိုရင် အန်တီရန်ကုန်ကိုမပြောင်းခင်၁၀နှစ်ကျော်လောက်ဆိုပြီးရန်ကုန်ကိုရွှေ့လာခဲ့သူအင်းဘာလို့လို့နဲ့လူတွေလည်းနေကိုစွန့်ခွာပြီးမြို့တော်ကြီးတွေစီကို ပြောင်းရွှေ့လာကြပြီနော်မြို့တော်တွေမှာလူဦးရေတွေတစ်ချိန်တုန်းတိုးပွားလာကြပြီအဲ့ဒါမြန်မာနိုင်ငံရဲ့မြို့တော်တွေရန်ကုန်နဲ့မန္တလေးကြီးပဲဖြစ်နေရလို့မထင်နဲ့တမီးကြီးကဘာပေါ်မှာရှိတဲ့တတိယကမ္ဘာနိုင်ငံတွေတနည်းအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအဲ့ဒီပြဿနာနဲ့ကြုံနေရတာမြို့တော်မှာလူဦးရေတရှိန်ထုံတိုးပွားပြည့်ကျလာတဲ့အခါနေရာအိမ်ခံမလုံလောက်မှုပြဿနာမူလအဆောက်အဦတွေပြန်ပြုပြင်ဖို့မတက်နိုင်ခင်မှာပြုတ်ပြက်သွားတဲ့ပြဿနာပြည်သူလူထုသွားရေးလာရေးအတွက်အသုံးပြုဖို့မော်တော်ကားနဲ့တည်ယူပို့ဆောင်ရေးရင်တွေမလုံလောက်မှုပြဿနာ လမ်းတွေပြန်မပြေနိုင်သေးခင် ပြက်စီးတဲ့ပြက်တနာပြည်သူပိုင်အများဆုံးပြက်စီးတွေအသုံးပြုခံရပါများလုံးလို့ပြက်စီးကုန်တဲ့ပြက်တနာတောက်ရည်မလုံလောက်တဲ့တောက်ရည်သုံးရည်နဲ့မိလာရည်ညစ်ရည်စိုးတွေရောနှောပြီးရောဂါတွေဖြစ်ကုန်တဲ့ပြက်တနာစားရည်ပြက်တနာတွေအများကြီးစက်တိုက်ကြုံတွေ့လာရတာပေါ့အဲ့ဒါကိုအကြံအာဖြင့် Avenue Revolution လို့ခေါ်တယ်မြို့ပြတော်လန်ရေးလို့ဘာသာပြန်ရင်ရမယ်ထင်ပါရဲ့ စက်မှုဒေါ်လာရေးလို့ဘာသာပြန်ထားတဲ့ Industrial Revolution ကိုတော့တမိတိမှာပါ။စာရင်းမှာတော့သိရမှာပေါ့။စက်မှုဒေါ်လာရေးဆိုတာစက်ရုံအလုပ်ရုံတွေမှာစက်ပြည့်စည်ရန်တရားကိရိယာတွေနဲ့အစားထိုးလိုက်ကြလို့ဖြစ်ပေါ်လာတဲ့စီးပွားရေးလူမှုရေးပြောင်းလဲမှု နောက်ဆက်တွဲပြဿနာတွေကိုခေါ်တာပဲ။အခု Urban Revolution ဆိုတာကလည်းမြို့တော်တွေစီကိုအလုံးအရင်နဲ့ပြောင်းရွှေ့နေထိုင်ကြတဲ့ လူဦးရေကြံ့ညံ့မှုကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့ပြဿနာတွေကိုခေါ်တာပဲပေါ့မြို့တော်တိုင်းမှာဖြစ်သလားဆိုရင်အဲ့ဒီလူတော့မဟုတ်ပြန်ဘူးစက်မှုနိုင်ငံတွေဖြစ်တဲ့ကမ္ဘာထိပ်သီးနိုင်ငံကြီးတွေရဲ့မြို့တော်တွေမှာတော့ဒီပြောင်းလဲမှုပြဿနာကို အနေအချင်းတောင်မကြုံရပါဘူးနယူးယောက်မြို့လန်ဒန်မြို့ဆန်ဖရန်စစ္စကိုကိုမြို့တွေလိုမြို့တော်တွေမှာတာမျိုးမရှိဘူး တတိယကမ္ဘာနိုင်ငံ ပြို့တော်တွေဖြစ်တဲ့နိုင်ယိုဗီဆိုပုံပီဂျကာတာမနီလာစတဲ့မြို့တော်တွေမှာပဲအကြီးအကျယ်ကျုံရတာတို့နိုင်ငံရဲ့မြို့တော်ရန်ကုန်ကလည်းဒီအကျက်အတဲကပဲလွတ်မလဲကွယ်လူဦးရေအတိုးအယော့တွေမွေးနှုံအတိုးအယော့တွေတေနှုံအတိုးအယော့တွေကိုပြောတော်မင်းဆိုရင်ပထမဆုံးပြဿနာကကိန်းကနန်းနဲ့ပတ်သက်နေတဲ့အန်တီမက်ညံပါပဲအန်တီက ငငယ်ကလေးကကိငန်တန်းနဲ့ပတ်သက်ရင်တော်တော်မညံနေတာကိငန်တန်းမညံနေသူပြီးပြီးကိငန်တန်းကိုစိတ်ဝင်စားတဲ့သူတွေနဲ့ကြုံမိတိုင်းကိငန်တန်းဆိုတာအရေးကြီးလို့လားလို့စိတ်အချင်းပေါက်ပေါက်နဲ့တွေးမှုပါရဲ့ဒါပေမဲ့တကယ်အဖြစ်မှန်မှာတော့ကိငန်တန်းဆိုတာလူတွေကိုတကယ်ဆွဲဆောင်နိုင်တာကိုဥပမာနိုင်ငံတနိုင်ငံမှာလေမုံတိုင်းကြောင့်ရေရှမ်းလို့လူတွေတည်ကုန်တယ် ။အိုးမဲ့အိမ်မဲ့ရီအများကြီးဖြစ်ကုန်နေဆိုတာထက်အဲ့ဒီနိုင်ငံမှာလေမုံတိုင်းကြောင့်လူနေရာတည်ဆုံးပြီးလူ၃000လောက်အိုးမဲ့အိမ်မဲ့ဖြစ်ကုန်တယ်လို့ပြောလိုက်မှဟာတေဆိုးပါလားလို့မျက်လုံးပြူးကြတတိထားမိကုန်ကြတာကိုတချို့ကိစ္စတွေမှာကိန်းကန်းတန်းကိုရှောင်ပြီးစကားပြောလို့ရတယ်။တချို့ကိစ္စတွေကြတော့ကိန်းကန်းတန်းကိုရှောင်လို့မရဘူး။ဥပမာနိုင်ငံသားတချို့က မြန်မာနိုင်ငံရဲ့အေရိယာဘယ်လောက်ရှိသလဲလို့မေးပြီးဆိုပါတော့အန်တီကမြန်မာနိုင်ငံရဲ့အခြေအဝန်အေရိယာစတူရန်ပိုင်းကိုဘယ်နဲ့လုံမှတ်မိမလဲမဟုတ်ဘူးလားဒီတော့ကိန်းကနန်းကိုရှောင်ပြီးဖြေတာပေါ့ငါတို့နိုင်ငံဟာတူရကီနိုင်ငံထက်နည်းနည်းပဲငယ်တယ်လို့ဖြေကြည့်ဘူးတယ်ဒီတော့မှပဲတချို့နိုင်ငံသားတွေပထဝီဘာသာတော်တော်ညံ့ပါလားလို့သိလိုက်ရတော့တယ်တူရကီဟုတ်လား အင်းတူရကီနိုင်ငံဘလောက်ကျေပါလဲ ਈ နဲ့သူ့စိတ်ကူးအာယုံထဲမှာတူရကီနိုင်ငံရဲ့အကျယ်အဝန်းမြေပေါ်ကြီးပုံမလာတာသိချတယ်မြန်မာနိုင်ငံရဲ့ဒီနေရာမြေပုံကိုအတိအကျသိကြဖို့တော့ဝေးပါလေရောမယုံမရှိနဲ့တမီးကြီးတို့မြန်မာနိုင်ငံကြီးကိုဘယ်တော့မှရှိမှန်းတော့မသိတဲ့နိုင်ငံသားတွေအများကြီးအများကြီးပဲအရှိတောင် အရှာမှရှိတာဘောလို့ပြောရင်တော့ ခတ်ဝါဝါပဲမှန်းဆနိုင်ရှာတယ်။ဒုညံ့သလား။သူတို့ညံ့သလား။တွေးတာကြည့်ပြီးတော့သမီးရေ။အိန္ဒြိယနဲ့ထန်းနိုင်ရဲ့အကြောင်းပါရှိတယ်ဆိုတော့မှ။အော်ဟုတ်လား။သိပြီသိပြီတဲ့။အဲ့ဒီတော့မှကျို့မြန်မာနိုင်ငံရဲ့နေရာကိုအတည့်ရကြမှန်းလို့ရသွားတော့တာကိုဒီတော့ဒီလိုလူတွေကို တူရကီနိုင်ငံရဲ့အကျယ်ဝန်းနဲ့နှိုင်းစာဖြေတော့ဖေသဘောပေါက်မလဲ။ဒီအတိုင်းဆို မြန်မာနိုင်ငံရဲ့စတုရန်ပိုင်းအတိအကျကိုပဲအလွတ်ကျက်ရမလို့ဖြစ်မနေဘူးလားကွယ်မြန်မာနိုင်ငံအကြောင်းအကြံဖြင့်စည်ရင်စရာတွေကိုလိုအပ်တဲ့အခါထုတ်ကြည့်ပြီးဖြေတိုင်အောင်အိတ်ထဲအမြင်ဆောင်ထားရင်ကောင်းမလားလို့တော့ဟာသနဲ့တွေးမိသေးတယ်။နောက်တော့အန်တီအခက်အခဲကိုအကူလိုခင်တဲ့မိတ်ဆွေတယောက်ကဖြေရှင်းပေးပါတယ်။သူတို့နဲ့ပတ်သက်နေတဲ့နိုင်ငံရဲ့အကျယ်အဝန်းနဲ့နိုင်ရှိပြီးဖြေမှာပေါ့တဲ့။ဥပမာ အမေရိကန်လူမျိုးကမေးတာဆိုရင်မြန်မာနိုင်ငံဟာတက်ဆက်ပြည်နယ်လောက်ကြီးပါတယ်လို့ဖြေလိုက်။ဂျာမန်လူမျိုးကမေးတာဆိုရင်မြန်မာနိုင်ငံဟာဂျာမနီနိုင်ငံထက်နှစ်ဆနီးပါးကျယ်ဝန်းတယ်လို့ဖြေလိုက်တဲ့။အဲ့ဒီအတိုင်းဖြေတော့မှပဲနှစ်ဦးနှစ်ဖက်ကျင်းနေရပြီတော့တယ်။ဒါကအကျေအဝန်အကျေအတိပြဒနာဆိုတော့ကိင္ကနာကိုရှောင်လို့ရတာပေါ့။တချို့မိန်းကုံးတွေကြတော့ ိငန်းတန်ကိုရှောင်ဘူးမရတော့ဘူးသမီးရဲ့ဥပမာမြန်မာနိုင်ငံရဲ့ပြည်မြတက်တန်းကဘလောက်လဲဆိုတဲ့မိကုံမျိုးဒါကြတော့ကိငန်းတန်နဲ့ဖြေးရတော့တာပေါ့58နှစ်လို့ပြောတော့သူတို့ကမျက်ခုံးပင့်ပြီးဖယ်ဆိုးလို့လဲလို့မှတ်ချက်ချတယ်ကြည်စမ်းအဲ့ဟာတို့နိုင်ငံကိုအထင်သေးတာပေါ့လေအန်တီနဲ့နဲ့တောင်အောင့်တက်သက်ဖြစ်သွားတယ်ဘာလဲသူတို့ကဘလို့မျောနေထားလို့လဲ၄၅နှစ်လို့များ မျောလင့်ထားလေသလားနေနေအောင်စားတက်တဲ့နှုတ်ကိုမေးတော့မှမျက်နာမော့ပြီးဖြည်းဖြည်းလိုက်စမ်းမယ်အဲ့ဒီလိုအန်တီကြုံဝါထားလိုက်ပြီးမိကုန်းကိုစောင့်နေလိုက်တာပေါ့86กว่าလို့ခက်ကြွားကြွားလေးဖြည်းချင်းလုံးလို့လေဒါပေမဲ့မိကုန်းတွေကအန်တီထင်းတယ်လို့ရိုးရိုးစင်စင်မလာဘူးတမီးရဲ့ဒီလိုနိုင်ငံရဲ့ရှားအကောင်ဆုံးဝိတ္ထုစာအုပ်တော်ဟာအုပ်ရည်ဘယ်နှလောက်ရောင်းရတလဲတဲ့မေးတယ် အန်တီရင်မော့ထားတဲ့မျက်နှာနည်းနည်းလေးဟန်ပြက်သွားတယ်။နင်တို့နိုင်ငံလိုဆောင်ရည်တန်းတဲ့ချီပြီးရောက်ရတာတော့မဟုတ်ပါဘူးလို့စကားချီထားလိုက်တော့သူတို့ကငါးနားလေပါတယ်တဲ့။ဒါနဲ့ပဲဝိတုဆောင်ရည်တပေါင်းလောက်ကုန်းတာကိုရောင်းတာအကောင်ဆုံးဘတ်ဆယ်လာလို့သတ်မှတ်ကြတယ်လို့ဖြေရလိုက်ရတယ်။အဲ့ဒီမှာသူတို့ကခေါင်းတညိမ့်နေပေါ့။တချို့ကတော့အမေတပေါင်းဆိုတာလေ ငါစာအုပ်နဲ့ဆောင်ရည်တက်အများကြီးများနေပါတယ်တဲ့နှစ်သိမ့်တာပေါ့အာမနာတတ်တဲ့လူတချို့ကတော့ရှေ့ဆက်ပြီးမေးတာပေါ့နင်တို့နိုင်ငံရဲ့လူဥယျာဉ်ဘလောက်လဲတဲ့အန်တီမျက်နှာနည်းနည်းထန်းကုန်သွားပြီရော46တန်းလို့ဖြည့်ရတာကိုတချို့မျက်မှောင်ချီယုံပဲတချို့ကအာမနာပါမနာထက်မိပါတယ်နင်တို့နိုင်ငံမှာစားတက်တဲ့လူရာခိုင်နှုန်းဘလောက်လဲတဲ့ဒီမေးခွန်းကိုသူ့ကြီးတက်တက်မေးရင် အန်ဒီကမျက်နှာမော့ပြီးဖြေလိုက်ပါပါဒါပေမဲ့အခုလိုနောက်ဆက်တွဲမိကုံအဖြစ်မေးလာတော့ဖြေရတာအမရှိရောဘူးပေါ့တမီးရဲ့အဲ့မှာအန်ဒီကခုခံကာကွယ်တဲ့သဘောနဲ့စာအုပ်အငားဆိုင်ယဉ်ကျေးမှုကိုရှင်းပြရတော့တာပေါ့နင်တို့စီကဗီဒီယိုတိတ်ခွေအငားဆိုင်တွေလိုပါပဲငါတို့စီမှာစာအုပ်အငားဆိုင်တွေရှိတယ်နင်တို့စီလိုပဲပစ္စည်းတန်ဖိုးရဲ့ဆေးရခိုင်တော့ဒါမှမဟုတ်ခုနှစ်ရာခိုင်နှုန်းကို အငါကအဖြစ်သတ်မှတ်တယ်။မဝင်နိုင်တဲ့လူတွေကငါဖက်ကြတယ်လို့ပြောတော့သူတို့တန်းအံတော်သဘောကျသွားကြတယ်။တိတ်ကောင်းတာပဲနော်တဲ့။သူတို့အတွက်အထူးအဆန်းဖြစ်နေတာကိုယုတ်တိဗေဒ logic ကိုဝါသနာပါပုံရတဲ့တယောက်ကဝိထုစာအုပ်တအုပ်ရဲ့ကျမ်းမြစည်းနှုန်းတန်ဖိုးဘလောက်လဲလို့ဆက်စုပါလေရော။စာအုပ်တန်ဖိုးကိုသူတို့နှိုင်းစာနားလည်နိုင်အောင်ကဘာတိငွေတန်ဖိုးတစ်ခုအဖြစ် စားပြလိုက်တဲ့နောက်မှာတော့နောက်ထပ်မိကုန်နေမပေါ်လာတော့ပါဘူး။ထားပါတော့လေ။အဲ့အရီကအန်တီမိလို့မရတဲ့ကိန်းကနန်းဆိုင်ရာပြဿနာတွေပဲဆိုပါတော့။မြို့တွေမှာလူဦးရေများပြားကျက်သိမ့်လာတဲ့အခါဘာပြဿနာတွေပေါ်နိုင်သလဲ။အိန္ဒိယနိုင်ငံရဲ့မြို့တော်နဲ့မြို့ပေါင်း3000ကျော်မှာမြို့နေရာလောက်ကတဝက်တစ်ပြက်မိလာရေဆူးမြောင်းစနစ်ရှိပြီး ရှင်းမြို့သားလေးမိလာစနစ်အတ္တိအကြအပြည့်အဝရရှိတယ်တဲ့ကျင်းကမြင့်တလျှောက်မှာမြို့ပေါင်း100ကျော်တမြို့စီမှာအနည်းဆုံးလူဦးရေ9000ဟာစွန့်ပြစ်အမိုက်တွေအားလုံးနဲ့မိလာအညစ်အကြေးအားလုံးကိုကျင်းကမြင့်တဲ့ပြစ်ချကြပါတယ်တဲ့ဆက်ယုံအမျိုးမျိုးစီတွတ်ဆက်ယုံပိုးတန့်ဆေးဆက်ယုံဆက်ကူဆက်ယုံတက်မြေဩဇာဆက်ယုံရောဘာဆက်ယုံရေနံထွက် ဓာတုပစ္စည်းစက်ရုံတွေက ရေစိုးရေညစ်တွေအလုံးဟာလဲကင်းကမြစ်ထဲကိုပဲသွားကြရတဲ့ကာလကတာမြို့ပေါ်ဝင်ခြင်းမှာစက်ရုံပေါင်း150ကျော်ရှိရဲဆိုပဲကာလကတာမြို့တော်လူဦးရေရဲ့60ရာခိုင်နှုန်းဟာ အဆုတ်ပွားယောဂါအဆုတ်လေးပြွန်ရောင်ယောဂါတွေနဲ့အသက်ယူလမ်းကြောင်းဆိုင်ရာယောဂါတွေခန်းစားနေကြရတဲ့အဲ့အားအလုံးဟာ မိတို့ညဉ့်ညံမှုကြောင့်ဖြစ်ရတာပေါ့တမီးရဲ့တရုတ်ပြည်မှာကြတော့လေဒီလိုပါပဲတရုတ်ပြည်ရဲ့မြို့တော်20လောက်မှာစက်ယုံတွေနဲ့ပြည့်နေတယ်စက်ယုံတော်တော်များများဟာလေကြောင်မီးသွေးကိုလောင်စာအဖြစ်သုံးပြီးဖွိုင်းလာရီနဲ့လေပတ်စေတဲ့စနစ်ကိုအသုံးပြုကြတယ်ဆိုတော့အဲ့ဒီမြို့တော်တွေမှာအဆုတ်ကင်စာယောဂါဖြစ်ပွားနှုန်းဟာတနိုင်ငံလုံးမှာရှိတဲ့အဆုတ်ကင်စာဖြစ်ပွားနှုန်းထက် လေးစားကနေခုနှစ်စားအထိမြင့်နေတဲ့ကြောက်စရာကြီးတော့အဲ့ဒါ1989ခုနှစ်ခုနှစ်တော့အဲ့ဒါ1989ခုနှစ်တုန်းက စစ်စေးတွေ့ရှိထားတဲ့အစီရင်ခံစာတစ်ခုအရာပြောနေတာဖွံ့ဖြိုးတဲ့နိုင်ငံဒုမဟုတ်တတိယကမ္ဘာနိုင်ငံတွေမှာဘာဖြစ်လို့ဒီလောက်လူဦးရေတွေများနေရသလဲရှင်းပါလေမွေးဖွားမှုနှုန်းတွေများလွန်ပြီးလူဦးရေကိုထိမ့်မထားနိုင်လို့ပဲပေါ့ စရင်စရာတွေ့ချက်မှုတွေအရာသူတို့ခံမှန်းကြတာကတော့ခွစ်တော်မပေါ်မီ PC ၈00လောက်တုန်းကကမ္ဘာလူဦးရေဟာငါးသန်းခန့်ရှိခဲ့လိမ့်မယ်တဲ့ခရစ်တော်မွေးတဲ့အချိန်ကာလလောက်မှာတော့ကမ္ဘာလူဦးရေဟာတန်းတရာလောက်ရှိတဲ့အမေရိကန်ပြည်ထောင်စုရဲ့လက်ရှိလူဦးရေတန်းတရာ90ထက်တောင်နည်းနေလိုက်သေးနော်အဲ့ဒီတန်းတရာရဲ့တဝက်လောက်ဟာတရုတ်ပြည်ကလူဦးရေဖြစ်နိုင်တဲ့ ဖရင်နှစ် AD 1650မှာတော့ကပလူဦးရေဟာတန်း900ဖြစ်သွားပြီ။တန်း200ကနေတန်း900ဖြစ်ဖို့တနည်းပြောရရင်နှစ်ဆကြောကြောတိုးပွားဖို့နှစ်ပေါင်း1650ကြာခဲ့တယ်လို့ဆိုရမှာပေါ့နော်။အဲနောက်ပိုင်းမှာတော့နှစ်ဆသုံးဆတိုးပွားဖို့အဲ့ဒီလောက်နှစ်တွေမကြာတော့ပါဘူး။1950ခုနှစ်မှာကမ္ဘာလူဦးရေဟာတန်းတစ်ထောင်ရှိသွားပြီ။ စင်သာကြည်စံ1650ခုနှစ်တုန်းကတန်း900ရှိတဲ့လူဦးရေဟာ1850ခုနှစ်မှာတန်းတစ်ထောင်ဖြစ်သွားရတာနှစ်တရာအတွင်းလူဦးရေနှစ်ာထပ်တိုးသွားတာပေါ့နော်အေး1900ခုနှစ်မှာတန်းနှစ်ထောင်ဖြစ်1980ခုနှစ်မှာတန်း4400ဖြစ်ဟောအခုခေတ်1999မှာတော့တန်း6000ရှိခဲ့ပြီ အနည်း20အတွင်မှာတန်း1500လောက်တိုးပွားလာလိုက်တာနော်လူဦးရေတွေများတော့အစားအစားနေထိုင်စရာရှားပါချိုးတဲ့တာတဲ့အမြလူတွေကထုတ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေလည်းများလာတာပေါ့အဲ့ဒီများလာတဲ့လူတွေဟာလည်းတောနယ်ပိုင်းမှာများတာမဟုတ်ဘဲမြို့တော်ကြီးတွေမှာများနေတာပဲတဲ့1950ကနေအခု1990ခုနှစ်ပိုင်းအတွင်း140အတွင်းမှာ ကဘာမျိုးတော်ရီမှာရှိတဲ့လူဦးရေဟာ၃၀ပွားလာတဲ့။အဲ့ဒါကဘာတစ်ခုလုံးရဲ့စည်ရင်စရာပေါ့။အဲ့ဒီမှာမှတတိယကဘာနိုင်ငံတွေဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့မြို့တော်တွေမှာပွားလာတဲ့လူဦးရေတသက်ကို တွက်ကြည့်တော့1920ကနေ1980အတွင်း1960 20အတွင်းလူဦးရေဆဲဆပွားလာတာကို တွေ့ရတဲ့။ဘလောက်များမွေးလိုက်ကြတယ်လဲနော်။အမေ ဒါတော့ဝေးဖားနှုတ်မှာခလေးတွေဥယျရဲ90ရာခိုင်နှုတ်ဟာအသက်15နှစ်ဒီမရောက်ခင်မှာတည်ကုန်ကြရတဲ့ကျန်းတဲ့90ရာခိုင်နှုတ်တဲကတော်တော်များများဟာလေအသက်35နှစ်တောင်မရောက်ခင်မှာတည်ကုန်ကြရတာဆိုပဲဒီလို ဖွံ့ဖြိုးတဲ့နိုင်ငံတွေရဲ့လူဦးရေနဲ့တည်နှုံပြန်းပြမှုကိုရှာကြည့်တော့မှကြောက်စရာကောင်းတဲ့အချက်တစ်ခုကိုတွေ့လာရတယ်။ဘာလဲဆိုတော့ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ကလေးရာဂိုင်နှုန်းက200ပဲရှိပြီးသေးတဲ့ရာဂိုင်နှုန်းကြတော့ကလေးတွေက60ရာဂိုင်နှုန်းနဲ့လူဦးရေတရာမှာကလေးက20ပဲရှိရဲ့ဒါပေမဲ့သေးတဲ့လူဦးရေတရာမှာတော့ကလေးရာ60သေးနေတာပေါ့ဝေးနှုန်းလူဦးရေများနေတာလည်းမကောင်းသေးနှုန်းများနေတာလည်းမကောင်းဘူးသမီးရဲ့အဲ့ဒီများနေတဲ့သေးသူတွေဟာလဲကလေးတွေဖြစ်နေပြန်တယ် အစာအာဟာရချို့တဲလို့သိကြမယ်။လေးတို့ရေတို့ညစ်ညမ်းမှုကြောင့်ရောဂါတွေဖြစ်ပြီးသိကြမယ်။လူဦးရေကိုထိ ंछ ုပ်ထားဖို့ဆိုရင်အချက်၃ချက်ကိုလျှော့ချဖြစ်ရမယ်တဲ့။နံပါတ်၁စင်ရဲခြင်း။နံပါတ်၂မွေးဖွားခြင်း။နံပါတ်၃တေးပြောက်ခြင်းပေါ့။အချက်တစ်ချက်ကိုတွုံးမြင်ပေးရမယ်။အဲ့ဟာကတော့မိမတွေရဲ့အခြေအနေကိုမြင်ပေးရမှာ။အဲ့ဒီအချက်၄ချက်ကို ခရုမဆိုင်ရင်မဆောင်ရွက်ရင်နှက်ဆက်တဲ့ရာစုမှာအလေလောက်မှာလူဦးရေဟာတန်းရှစ်ထောင်ထိရောက်သွားမှာပဲတဲ့မွေးဖွားနှုန်းကိုလျှော့ချလို့ရသလားဆိုတဲ့မိကုံးကိုဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံကလက်တွေ့အကောင်အထည်ဖော်ပြလိုက်ပြီးဂျပန်နိုင်ငံဟာတည်တည်လေးမဟုတ်လားသမီးရဲ့ပင်လယ်ထဲမှာထိုးထွက်နေတဲ့ကျိုးရှိရှိချင်းချင်းကလေးသူတို့နိုင်ငံရဲ့မြေအခြေအဝတ်ဟာ အန်တီတို့မြန်မာနိုင်ငံရဲ့တဝက်လောက်ပဲရှိတာဟောလူဦးရေကြတော့၃၀နီးပါးဖြစ်နေရဲ့ဒီလူတွေဘယ်လိုလုပ်ပြီးနေကြတယ်လဲသူတို့နိုင်ငံရဲ့အကျယ်အဝန်းကီလိုမီတာကိုလူဦးရေနဲ့စားကြည့်မိတယ်၁ကီလိုမီတာမှာလူဦးရေ၃၀၀ကျော်နေနေရတယ်အန်တီတို့နိုင်ငံမှာပြည်နေရာဟာအကျယ်ကြီး၁ကီလိုမီတာမှာလူဦးရေ80ပဲရှိတယ်ဒီတော့ လူဦးရေကိုကန့်တန့်ထိန်းချုပ်မှကိုဖြစ်တော်မှာပေါ့ဒုတိယကဘာစစ်အပြီးမှာပဲလူဦးရေကိုကန့်တတ်ဖို့အကောင့်ထဲဖို့ခဲ့တာလူဦးရေတို့ဘွားနှုံးကို22ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိချပြင်နိုင်ခဲ့တယ်တဲ့တမိရဲ့တရုတ်နိုင်ငံဟာလေမြေနေရာကျယ်ဝန်းလာပြီမဲလူဦးရေကများလို့တော့သူတို့လည်းလူဦးရေထိန်းချုပ်ရတာပဲပထမတော့မိသားစုတစုမှာ ကလေးနှစ်ယောက်ပဲမွေးရမယ်လို့ကန့်သက်ကြည့်တယ်1980နဲ့1986ကြား6နှစ်အတွင်းလူဦးရေတိုးပွားနှုန်းဟာတဝက်တိတိကျသွားတာ26ရာခိုင်နှုန်းကနေ73ရာခိုင်နှုန်းဖြစ်သွားတယ်လေဒါကိုပဲမလုံလောက်သေးဘူးဒါနဲ့ပဲ1980ကျော်ကာလကြတော့မိသားစုတစုမှာကလေးတစ်ယောက်ပဲယူရမယ်လို့ကန့်သက်လိုက်ရရော့ အခုဖြင့်တကယ်ကိုပဲသူတို့နိုင်ငံဟာလူဦးရေထိမ့်ချုပ်နိုင်လိုက်ပြီပေါ့ဒီလိုမျိုးလိုက်လို့ဖို့ဆိုတာမလွယ်ဘူးနော်ပြည်သူအပေါ်မှာအတိအကျဩဇာညောင်းတဲ့အစိုးရဖြစ်ရမယ်လူမှုဘဝင်ခြင်းဟာလည်းတင့်ကျက်ရမယ်မဟုတ်လားစက်မှုနိုင်ငံတွေမှာလူဦးရေတိုးပွားနှုန်းကအကြောင်းမျိုးမျိုးအရာကန့်သက်ထိမ့်ချုပ်ထားပြီးသားပါဆိုဗီယက်ယူနီယံအမေရိကန်ပြည်ထောင်စုအနောက်ဥရောပနိုင်ငံတွေပေါ့ အခုဆိုဂျပန်နိုင်ငံမှာပါသွားပြီသူတို့အားလုံးရဲ့လူဦးရေတိုးပွားနှုန်းဟာတရာဂိုင်းနှုန်းကနေလျှော့လာလိုက်တာအခုဆိုတုံညာရာဂိုင်းနှုန်းစီဥတည်နေပြီပေါ့လူဦးရေတိုးပွားနှုန်းများနေစေနိုင်ငံတွေကတော့တတိယကမ္ဘာနိုင်ငံတွေပါပဲအာဖရိကနိုင်ငံတွေလက်တင်အမေရိကန်နိုင်ငံတွေအရှေ့တောင်အာရှနိုင်ငံတွေအိန္ဒိယနိုင်ငံလည်းပါတာပေါ့ဖွံ့ဖြိုးစေတတိယကမ္ဘာနိုင်ငံတွေမှာ အင်ဒိုနီးရှားနိုင်ငံကတော့ဆန့်ပြပါပဲအင်ဒိုနီးရှားနိုင်ငံဟာအန်တီးတို့မြန်မာနိုင်ငံထက်သုံးဆလောက်ပိုကြီးပါတယ်ဒါပေမဲ့လူဦးရေကြတော့1380တ1080ရှိနေတယ်ဒီတော့သူတို့လည်းမွေးဖွားနှုန်းကန့်သက်ဖို့တက်တက်ကြွကြွဆောင်ရွက်လိုက်နိုင်ကြပြီတဲ့1980ခုနှစ်ကလေးကတရားဝင်သတ်မှတ်ဆောင်ရွက်လာကြတာတဲ့ဒီမျိုးစုံဘောသမီးရဲ့ ပိုစတာဆိုင်ပုတ်ကြီးတွေနဲ့ပညာပေးတချင်းတွေဂီတတွေကတစင်ပညာပေးဒေတာဆိုင်ရာဖះရှိခိုးเจ้าတွေပလီတွေမှာသာသမီကန့်တန်ရေးပညာပေးဟောပြောပွဲတွေလို့အဲ့ဒီလိုနှီးတွေပေါ့အန်ဩစရာကောင်းတာတခုကအန်ဒီဖက်ရတယ်အင်ဒိုနီးရှားနိုင်ငံမှာနေ့စဉ်ညနေ9နာရီအချိန်ရောက်တိုင်းအမျိုးသမီးတွေပြိတ္တရေသားစီမမေ့မလျော်တော့ကြဖို့ အချက်ပေးအော်အော်ဆွဲတဲ့သမီးရဲ့စားအုပ်ထဲမှာအန်တီဖတ်ပူတာလေအခုဆိုအင်ဒိုနီးရှားနိုင်ငံမှာမွေးဖွားနှုန်းဟာကန့်သက်ပြီးသားလျှော့ချပြီးသားဖြစ်နေပြီဒါရောတော့အင်ဒိုနီးရှားနိုင်ငံဟာကိုဝင်ဖြစ်ချတာကိုဥပဒေနဲ့အရေးယူတားမြစ်ထားတဲ့နိုင်ငံသူတို့ဟာပြည်ထောင်တည်တာနီတစ်ခုတည်းပဲမွေးဖွားနှုန်းကိုထိန်းချုပ်ခဲ့တာကဲသူများအကြောင်းပြောပြပြီးဆိုတော့ အခုကို့အကြောင်းကိုပြောရမယ်အလှပေါ့နော်စောစောကအန်တီတွက်ကြည့်သလိုမြန်မာနိုင်ငံဟာအခြေကြီးမှုတနိုင်ငံလုံးမှာလူဦးရေတိတ်သီးစား80လောက်ပဲရှိတယ်ဆိုပေမဲ့ဒါကတနိုင်ငံလုံးရဲ့မြေနေရာအခြေပေါ်မှာတနိုင်ငံလုံးရဲ့လူဦးရေနဲ့တွက်တာကို10ကီလိုမီတာမှာလူ80ဆိုတာရေဘူးရလူဦးရေတိတ်သီးစားလေဒါပေမဲ့ ရန်ကုန်မြို့တော်ရဲ့လူဦးရေတိတ်တီးစားကြတော့တိကီလိုမီတာမှာလူ900ဖြစ်သွားပြီသမီးရဲ့ကြည်စမ်းရန်ကုန်မှာဘလောက်လူတွေပြည့်ကျန်နေလိုက်ကလေးနော်အမေဒါတော့တို့ရန်ကုန်ရဲ့လူဦးရေတိတ်တီးစားကဖိလစ်ပိုင်နိုင်ငံမနီလာမြို့ရဲ့လူဦးရေတိတ်တီးစားထက်တော်တော်နေသေးတာစင်ကာပူနိုင်ငံဟာဘလောက်ချင်းတယ်လဲတိတ်တီးလေးစကြဝဠာကီလိုမီတာ600ကျော်ပဲရှိတာ သူ့လူဦးရေကိုအကျယ်ကီလိုမီတာနဲ့အန်တီစားကြည့်တယ်။ဒီတော့စင်ကာပူရဲ့လူဦးရေတိတ်သေးစားဘလောက်ရမယ်ထင်လဲ။၄၂၀၀ကီလိုမီတာမှာလူဦးရေ၄၂၀နေနေကြရတာဘလိုမျိုးနေကြပါလဲလို့သမီးတွေးနေပြီမဟုတ်လား။ဒါထက်သမီးအန်အောရမှာရှိသေးတယ်။အဲ့ဒီလောက်ကြက်သိပ်ပြည့်နေတဲ့လူဦးရေနဲ့စင်ကာပူနိုင်ငံဟာအမိုက်သိန်းနဲ့စနေအောင်မြင်မှုကြတော့ 90နှစ်ရာခိုင်နှုန်းလောက်ရှိတဲ့ကွယ်အန်ဒီတို့ရန်ကုန်မြို့တော်ဟာလေတိတ်မဆိုးလာပါဘူး1ကီလိုမီတာမှာလူဦးရေ900သားရှိတဲ့မြို့တော်ဟာအမိုက်သိန်းစနေအောင်မြင်မှုကြတော့40ရာနှုန်းရှိတာကွယ်အခုဆိုရင်တကြအောင်မြင်လာတော့မယ်မြို့တွေကိုအန်ဒီသွားတဲ့အခါဘတ်စကားတွေမှာအမိုက်ပုံတွေတွေ့လာနေရပြီဘိုးချုပ်ဈေးမှာ FMI စင်တာမှာ အမိုက်ပုံတွေတွေ့တွေ့နေရတယ်။အခုဆိုအန်တီအမိုက်ကိုအင်ထီတဲလာစရာမလိုတော့ဘူး။လမ်းလျှောက်ရင်းအမိုက်ပုံထဲမှာပြစ်လို့ရနေပြီလေ။နောက်ပြီးအမိုက်ပုံတော်တော်များများဟာလေညနေ6နာရီမှနနက်6နာရီအတွင်းသာ အမိုက်စုပြစ်ပါဆိုရင်စာရန်နေမှုနေ့ပိုင်းဆုံးရင်အမိုက်ပုံကရှင်းပြောင်းလို့အဲ့ဒီလိုမျိုးမြင်ရတာတိတ်ဆိတ်ချမ်းသာတာပဲ။တကူးပဲရှိတယ်။၄၀ရာခိုင်နှုန်းကနေ့ 90ရာခိုင်နှုန်းအောင်မြင်ဖို့ကိုတော့ရန်ကုန်မြို့တော်သူမြို့တော်သားတွေအားလုံးပါဝင်ဆောင်ရွက်ဖို့လိုမှာပေါ့ဒီလောက်လူဦးရေကျဲတာတခြားနိုင်ငံတွေစာရင်စင်ကာပူနိုင်ငံတွေစာရင်တကယ်ဆိုကို့ဥယင်ချမ်းမြေထဲမှာတုံးလို့အကျိုးရှိမဲ့အော်ဂန်နစ်အမိုက်တွေကိုဥယင်စိုက်ပျိုးခြင်းအတွက်သုံးနောက်ပြီးမြေကွက်လက်ရှိတဲ့အိမ်တွေကအဲ့ဒီမြေကွက်လက်မှာအော်ဂန်နစ်မဟုတ်တဲ့အမိုက်တွေမိရှို့ ဒီလိုသားဆိုရင်စီပင်သာယာဌာနကိုကုညီရလေးရောက်တာပေါ့နော်။ရန်ကုန်မြို့တော်တခုထဲမှာကိုပဲစွန့်ပစ်ပစ္စည်းစုတင်တဲ့လုပ်ငန်းအောင်မြင်မှုဟာနှမျိုးကွဲနေတယ်။ရန်ကုန်မြို့လေကောင်စီးပွားရေးအချက်အချာဒေသတဝိုက်မှာစွန့်ပစ်ပစ္စည်းစုတင်မှုဟာတရားရာဂိုင်းနှုတ်ပြအောင်မြင်တယ်။မြို့တွေပိုင်းတွေစင်ကြေပုံးတော်တော်ဝေးဝေးကမြို့နယ်တွေမှာတော့တစ်ဆယ်ရာနှုန်းမဲ့အောင်မြင်တယ်။အဲ့ဒီလိုကွာသေးတာ။ ဒါကြောင့်ရန်ကုန်တစ်ခုလုံးခြုံကြည့်လိုက်တော့၄၀ရာနှုန်းမဲအောင်မြင်တာတွေ့ရတာပေါ့တောက်ရီတုံးရီတန့်ဖို့ဆိုတာအဲ့ဒီပတ်ဝန်းကျင်ရဲ့မိလာစနစ်အမိုက်စနစ်ရေစုမြောင်စနစ်တန့်ရှင်ဖို့လိုတာပေါ့တောက်ရီတုံးရီမတန့်တဲ့အခါအဲ့ဒီပတ်ဝန်းကျင်ကလူတွေယောဂဗေယပေါများပြီးအတိအပြောက်များတာပေါ့တပီးရဲ့ဒါကြောင့်လူဦးရေများလာပြီးဆိုရင် ်များလာတဲ့လူဦးရေနဲ့အမျှတန့်ရှင်းရေးစမ်းမာရေးထိန်းကုပ်ပေးဖို့လိုပါတယ်။တန့်ရှင်းတဲ့တောက်တုံးရေးအလောင်းအလောက်ဖြန့်ဖြူးဖို့လိုမယ်။စနစ်ကြတဲ့မိလာနဲ့အညစ်အကြေးစွန့်စနစ်ရှိရမယ်။နိုင်ငံတိုင်းနိုင်ငံဟာလူဦးရေကိုလည်းအသင့်အသင့်မရှိအောင်ထိန်းချုပ်ကန့်သတ်။တယံဇာတကိုလည်းအလဟတ်တက်မဖြစ်အောင် အလောက်ကြိုးစားစီးပွားရှာမိမိပတ်ဝန်းကျင်တန့်ရှင်ရေးစမ်းမာရေးကိုလည်းအလေးထား စီကံတဲ့ကိုကျင့်တရားကိုလည်းတတိနဲ့ဆောင်စည်းသွားမယ်ဆိုရင်အလွန်တာယာပြီးနေချင်းစရာကောင်းသွားမှာပဲနော်ခတ်တာကအန်တီရိုမာကဖြစ်တယ်လို့နေကြုံတယ်လို့လှုပ်တတ်တဲ့အချင်းကအယိုးဆွဲနေပြီးချင်းတယ်အားလုံးဟာအေးဆေးပဲတိုက်ခန်းအပေါ်တိုက်ကနေသမင်းကြံဟင်းကြံနဲ့အမိုက်တွေစုထုတ်ထားတဲ့ကြွကြွရဲ့အထုတ်ကြီးကိုဘွားငယ်နဲ့ပြစ်ချဖို့လည်းဝင်မလေးကြဘူး ကာမောင်ရင်ကာတကားလေးအသာဖွင့်ပြီးကွန်တတွေဖြစ်ခနဲ့ထွေးလိုက်ကြဖို့လဲဝင်မလေးကြဘူးပြီးမှကားရဲ့ဇာနေရာတွေအခြေကြီးရှိပါလေရဲ့နဲ့လမ်းပေါ်မှာကားရဲ့ထားပြီး သူများကားကို အနောက်ရှက်ပေးဖို့လဲဝင်မလေးကြဘူးတတ်မှတ်ထားတဲ့တစ်ချိန်တည်းမတန်မဆတင်ပြီးညွဤနေတဲ့ကားတွေနဲ့တက်တရားလမ်းမကို ဖြည့်စီဖို့လဲဝင်မလေးကြဘူးကိုဟာ ပြို့ကို ဖြည့်စီတဲ့အထဲမှာ တယောက်အပါအဝင်ဖြစ်နေမလားလို့တော့နည်းနည်းမှတန်တရာမဝေးကြပါဘူး။ကယူမဆိုင်တဲ့လူဦးရေများလာရင်မြို့ကိုဖျက်ဆီးမဲ့လူတွေများလာမှာပေါ့။ဒီလိုနဲ့ပဲရန်ကုန်မြို့တော်ဟာတည်စဉ်အသက်ရှင်နေလေရဲ့